ကလုံးထောင်လွှမ်းခြင်းကလုံးထောင်ဆိုတာမြမနိုင်ငံတော်မှန်တနင်္သာရီတိုင်းပြည်သားကြီးဒဝံခရင်ရေပြင်းမျိုးနဲ့မှတရှိတဲ့ကျေးရွာလေးတရာပဲပေါ့ဒဝံမျိုးကနေဆချောင်းမိုင်ကွာရေပြင်းမျိုးနဲ့တွေတရှိပြီးလမ်းခွင်းလေးကနေရှေ့ဘက်ချမ်းကိုကိုမဲ့လဝင်သွားရပါတယ်ကလုံးထောင်ရဝင်လေးမှာနေရာထမ်းတန်လန်းလေးကိုတွေ့ခဲ့ရပါတယ်ကျမတို့ဆက်ပြီးဝင်လာရာ တောက်ချေကြားမှာကျင်းလေစင်းမြောင်စွာစီစင်းနေတဲ့ချောင်းလေးကိုမင်းလဲရတဲ့အချိန်မှာတောတော်ရင်းမင်းသဘောမှတရားကြီးကိုရင်သန်းရှုမောဖွယ်ခန်းဆန်းလိုက်ရပါတယ်ထူထူခြားခြားလေးတတိထောင်မိတာကတော့ချောက်ဘေးမာရောချောက်ထမ်းမာပါကြောက်တော့တွင်ကြောက်ဖြာတွင်ရှိနေခြင်းပါပဲဒီလိုလှပတဲ့သဘောမှတရားကိုမြင်ပြီးကောင်းမှုပြီးအရင်လိုက်ပေါ်လာတဲ့ကျမဟာချက်ချင်းစုံသလိုပေါ့ စိတ်ကိုကြည်လင်လန်းဆန်းသွားတဲ့ feeling လေးကိုတေချာတတိထားမိလိုက်ပါတယ်ဒီရွာလေးစီကို2018ခုနှစ်မှာ ပထမဆုံးရောက်ဖူးခဲ့တာပါတငယ်ချင်းတွေကြောင့်နာမည်လောက်ပဲကြားဖို့နဲ့ကလောထရွာလေးစီကိုအရက်လာဖိခဲ့တာပေါ့ရှင်ဖြေးဆဲရမယ်ဆိုရင်ရွာထဲကိုဆက်ပြီးဝင်လာရင်မိုးရသည်ဆိုတော့တုံထရံရီကနေရေတွေစိကျနေတဲ့ရေတခေါတွေကိုဝင်လံတိရှုပ်တွေ့ရတယ်လို့ ဆဲဝင်လာတော့ရွာသေးရောက်မှာကဘာတီတရွေ့တီတနဲ့မိကလုံးကကျေးရွာမှာထာဝရကျိုးဆိုပါ၏ဆိုတဲ့ဆိုင်းဖို့လေးကိုမြင်လဲရတဲ့ချိန်မှာဒီရွာလေးဟာဆိုင်းဖို့ကအဆနန်းနန်းထူးခြားနေတယ်လို့ပါလားပေါ့စိတ်ထားတွေးဝင်လာမိရင်တတိပြန်ဝင်ချင်းကျမတို့ကဟာကလုံးတော်မူကြီးကျောင်းဝင်းတွင်ကို ရောက်ရှိနေခဲ့ပါပြီလူဆိုတာနဲ့ဆရာတော်ဖះကိုရှီခိုးကတော်ပြီးတော့ ရုဏာကရာသူရာသားအနေနဲ့မေးဆက်ရင်ရွာသမိုင်းကြောင်းလေးမှာတီးချင်နေတာမို့မေးကြည့်တော့ကရုဏာရွာလေးဟာလောခိုင်းသောနေပုံးတရားကျော်ကတင်ရင်တိုင်ရင်သာဥကရာထိုးလို့မိသားစုစတင်နေထိုင်ရာကနေပြီးတော့ရွာဖြစ်တင်လာတယ်လို့ရွာသူရွာသားတွေပြောစကားအရသိရှိရပါတယ်။စတင်နေထိုင်သူဥကရာထိုးအားဆွဲပြူရဲ့ရွာမီကိုကွန်လာထိုးလို့ခုံထွေရာကနေခင်းကလာရွှေပြောင်းပြီးနောက်ပိုင်းကွန်လာထိုးကနေကရုဏာရွာကိုအနီးတွင်လာခဲ့ပါတယ်ရှင်။ ကလောတာဆိုင်ဖို့ကစာသားလင်းကိုလည်းသဘောချနေမိတာမို့ဆက်ဆက်စုကြည့်ရကလောတာရွာရှိဒွမ်းမြင်တန်းတို့စီးဝင်နေတဲ့ချောင်းကိုပိတ်ပြီးတော့ဒွယ်ရင်နဲ့စေကန်နဲ့ဆက်ဆန်းတဲ့ရေကာတာဆန်ကြီးတိဆောဖို့စီမံကိရှိလာတော့ကျေးရွာတစ်ခုလုံးဆန်အားကိုရုပ်သွားမှကိုလည်းမလိုလားသလိုဒေသမွေနဲ့ကျေးရွာရဲ့ဘဝနေထိုင်မှုပုံစံနဲ့တော်တော်ရင်မြေသဘောလာတရားများကိုမပြည့်စည်စေလိုတာမို့ ဆရာတော်ရဲ့ဦးဆောင်မှုဖြင့်စီမံကိန်းကိုရန်တက်အောင်ရွာသူရွာသားတွေတူပန်ခဲ့လို့ရင်းနှီးချေသည့်ကလောတာရွာတရှိနေတယ်လို့ကပန်ဒီတရိတ်တည်တန်းနေမီကလောတာကျေးရွာမှာထဝရကျိုးဆိုပါဤဆိုတဲ့ဆိုင်မှုကိုစက်တူခဲ့တာလို့လည်းသိရှိခဲ့ရပါတယ်။ဒီလိုကြတဲ့တော့လဲကလောတာရွာလေးကိုတည်းဟာခန္ဓာရည်ရှိမှုတမမှုရဲ့ပြယုပ်ပဲလို့ကျွန်မလင်ခတ်လဲရပါတယ်။ကလောတာရွာဟာတုံးတောင်ရည်မြေ သဘောရှုခိမ်းများနဲ့ပြီးနှက်နေပြီသဘောကံစံတက်လန်ထွက်ရှိတဲ့ရွာလေးတရာဖြစ်ပါတယ်ရွာသူရသားများဟာတော်ရဆိုင်ပြိုခြင်းနဲ့ခက်တန်းတူးကျင်ချင်းလုပ်ငန်းကိုတနေတမန်လုပ်ကြပြီးအလွန်နှွေးထွေးမြွာမှုလည်းရှိကြပါတယ်လူကြီးလူငယ်တွေအရင်စိလုံးညညာတဲ့ရွာလေးလည်းဖြစ်ပါတယ်ဒီရွာလေးရဲ့တလေးအထဒလေးရွာတွေဟာအင်မတန်ချစ်စွာကောက်လာပါတယ်ရှိသူလေးစင်လာတွေကိုထေထေထားဆက်ဖြစ်တဲ့ရွာလေးတရာပေါ်ရှင် ဆရာတော်ရဲ့အုပ်ချုပ်မှုအောက်မှာကြီးကျယ်နေထိုင်ကြတဲ့ရွာသူရွာသားတွေပြီးပြီအမျိုးပါသာသသနာရေးအလွန်ကန့်ရှင်းကြသူတွေလည်းဖြစ်ပါတယ်။ကျွန်မသဘောကျရတာကိုပြောရမယ်ဆိုရင်တော့ဒေသခံလူငယ်ဖွဲ့စည်းလေးဖွဲ့စည်းပြီးတော့ရန်ရွာအကျိုးသသနာကျိုးတွေကို ပူပေါင်းဆောင်ရွက်နေကြချင်းပင်ဖြစ်ပါတယ်။မှန်မှန်တည်တည်ပေါ့ကလုံးထောင်ကိုနောက်တစ်ခေါက်ရောက်တဲ့အချိန်ကဥပုံနေနဲ့တက်ဆက်နေတော့မို့ညာဘက်မှာဒေသခံလူငယ်တွေနဲ့အတူ ပထန်းတော်ပြီးရောဖခက်တာကလည်းကြည်နူးစရာမှတ်တရတစ်ခုပါပဲလူငယ်တွေတယောက်မှကြမ်းဘိုးတို့ကြီးကျောင်းသို့သွားပြီးဖျားရှိခိုးခြင်းပထန်းရုပ်ပန်းခြင်းစီမီးပူဇော်ခြင်းနဲ့အတူဝေယံဝစားတွေလိုကြသည်မှာချစ်စပွန်လေးထလေးပဲဖြစ်ပါတယ်ဒီလိုနဲ့ကျမဟာကလုံးနာရွာလေးရဲ့ဖြစ်တည်မှုလေးကိုပုံမူလေးစားသဘောကြမိပြီးတော့ကိုရွာလေးလိုပဲမြန်နိုးမိတဲ့အထိပါပဲရှင်ယခုဟာဆိုရင်ဖြင့်ခက်ခဲတွေနဲ့ ဒီချင်းနေကြီးကိုပဲလက်ကဲခံပြီးကြည်နေရောကလွန်းကျမတို့ဟာဘာမှမတဆနိုင်တော့မို့တွင်းမိတဲ့အရေးချီတွေနဲ့အတူတဘောလာတရားများနဲ့အချမ်းသာရစီကားနေတဲ့ကလိုးတော်ရလေးကိုပဲလွတ်တသားသားပြန်လွမ်းနေမိတော့တယ်တနေ့တော့ကျမကလိုးတော်ရလေးစီကိုတဖန်ပြန်လဲရုပ်ဖြစ်ဖို့မျှော်လင့်နေမိပါသေးတယ်လွမ်းချင်းများစွာဖြင့်ဟန်ဆာ